ကမ်နိုကိုတတိစိတ်ပြန်သွားခဲ့တဲ့မက်ဆီအင်တာမိုင်းမီအသင်းခေါင်းဆောင်မက်ဆီဟာဂျမနီကသူ့ရဲ့အသင်းအောင်ဖြစ်တဲ့ဘာစီလိုနာရဲ့အိမ်ဝင်တဲ့ Spotify ကမ်နိုကိုတတိစိတ်ပြန်သွားခဲ့ကြောင်းသိရပါတယ်အသက်38နှစ်ရှိပြီဖြစ်တဲ့အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာအာဂျင်တီးနားလိုက်ရွေးစဉ်အသင်းနဲ့ပူးပေါင်းမှုအတွက်အမေရိကန်နီမျိုးစပိန်ကိုအသွာဘာစီလိုနာမြို့ကိုတိတ်ဆိတ်သွားရောက်ခဲ့ပြီးတော့ဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေအောင်မသိဘဲနဲ့ Spotify Camp Nou ကိုသူ့ရဲ့အသင်းပေါ်ဒီဘောတဲ့တူတူသွားရောက်ခဲ့ကြောင်းမက်ဆီရဲ့ Instagram မှာ post တင်ခဲ့ကြောင်းသိရပါတယ် ဒါပေမဲ့စီကမင်းညကနှလုံးသားတစ်ခုလုံးလွမ်းဆွတ်သတိရတဲ့နေရာကိုပြန်ရောက်ခဲ့တယ်။ငါရမ်းပြိုရဲနေရာမင်းကောကဘာပေါ်မှာအပျော်ရွှင်ဆုံးလူတစ်ယောက်လိုမျိုးအကျဉ်းတစ်ထောင်မကခံစားခဲ့ကြတဲ့နေရာကစားသမားတစ်ယောက်အနေနဲ့နှုတ်ဆက်ယုံနေမကောက်တနည်းတော့ပြန်လာနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်လို့ပြောကြားခဲ့ပါသေးတယ်။